ားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါရစေ right on solution တော့အချိန်ပေါင်း139ချိန်ပြန်လည်ရှင်းတင်နေခဲ့တဲ့သူပါသူဟာတည်ဆုံသွားတိုင်းမှာအရင်မနေ့ကအတိုင်းပဲပြန်ပြီးတော့နိုးလာပြီးတော့တနေ့တာအလုံးမှာဖြစ်ဖြစ်သမျှအရာအားလုံးကိုလည်းအစအနေပြန်ပြီးတော့ကြုံနေရတတ်ပါတယ်ဒါကြောင့်မင်းသူကအသေးစိတ်အတိုင်းကိုသိရှိလို့နေပြီးတော့139ချိန်မြောက်ပြန်နိုးလာတဲ့အခါမှာတော့ ဒါကိုရှောင်လိုက်ပါတယ်ဖနှက်စည်းပြီးတော့နောက်ထပ်တိုက်ခိုက်မှုကိုရှောင်ပါတယ်ထပ်ပြီးတော့ရှောင်ပါတယ်ဒီလောက်ကျန်သူရဲ့လှုပ်ရှားမှုတွေတိုက်ခိုက်မဲ့အချိန်နဲ့ဒေါင်ဂျိုးတွေကိုအလွတ်ရောက်နေတာဖြစ်ပြီးတော့သူကဓာရီကိုတီရှပ်နဲ့တော့အေးအေးဆေးဆေးကာနိုင်သွားပါပြီကော်ဖီဘူးတစ်ခွက်တောက်ပြီးတော့လှုပ်ကျန်သူမတ်တက်ရတာစောင့်နေလိုက်ပြီးသူ့ရဲ့မျက်နှာကိုကော်ဖီတွေနဲ့ပတ်ပစ်လိုက်ပါတယ်နောက်ထပ်တယောက်ကတော့ရဟန်းရင်မောက တနင်္သမားပြည်ပြည်တော်မှာပထမဦးဆုံးကြည်စံနေဟာပထမလုံခြံသူကိုတည်စီမယ်ဆိုတာသိတာကြောင့်ပဲရိုင်းကတိုင်းရင်းတော်မှာပုံနေလိုက်ပါတယ်။ရှင်းစကန်အကြံမှာတော့တနက်ကရန်သွားခဲ့ပြီးတော့ရိုင်းထွက်လာခဲ့ပြီးဓာတ်နဲ့ပြစ်လိုက်တော့တနင်္သမားရဲ့အကောင်ကိုတက်တက်ထိသွားခဲ့ပါတယ်။အဲဒီမှာတော့တနင်္သမားကပြည်ရင်းပြီးတော့မှကြည်စံနေတပြည့်ပြည့်ပြည့်ရွှေ့သွားတဲ့လမ်းကြောင်းတိုင်းရိုင်းဟာလုံခြုံစွာနဲ့ရှောင်ထွက်ခဲ့တာပါ။ရိုးရိုးပြောရမယ်ဆိုလို့ရှင်တော့သူ့ကိုဘာလို့လိုက်တက်နေမှန်းရိုင်းလုံးဝမသိပါဘူး။ ရဲရင်က80စက္ကန့်တွင်မှသူ့ရဲ့အခန်းလေးကိုပြည့်ကြမယ်။စက္ကန့်စက္ကန့်ကြာရင်ရဟတ်သွားတွေပြုတ်ကြသွားမယ်။၁၈စက္ကန့်ကြာရင်တော့ပေါက်ခွဲမယ်ဆိုတာကိုသူကသိနေပါဗျ။ Brian ပြည်မောင်းကနေခုံချပြီးတော့အမိုက်ကားပေါ်ကိုအဝင်ခွင်ကျဆင်းသက်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအမိုက်ကားပေါ်မခုံချနိုင်ခဲ့22ကြိမ်လောက်လွှဲချော်ခဲ့ဘူးပါတယ်။တခါတော့ကလမ်းမောင်းကိုပြုတ်ချပြီးတော့ကားနေတော်မှအခြေခံရသေးတာပါ။ Brian ဟာပြန်လည်ရှင်းနေနေတာကြောင့်ဥပဒေကိုဂေးမဆိုင်ပဲကားတစ်စီးခိုးယူခဲ့ပါတယ်။ကားမောင်းတဲ့သူကလည်းကျွန်တော်ကိုချော်ကြည့်ရအောင်ပို့ပြီးပါလို့အမြဲတမ်းအုံနေကြပါပဲ။ အဲနောက်မှာတော့တနက်ကန်ညမနှစ်ယောက်ပါတဲ့တတိယလုံချန်သူလိုင်းပေါ်လာခဲ့ပြီးသူတို့နှစ်ယောက်ကရိုင်းကိုစလေးချင်းတက်ခဲ့ပို့ပြီးတော့တရက်ထဲမှာရိုင်းဟာလုံချန်သူလိုင်းခုနှစ်ခုနဲ့ရင်ဆိုင်ရမှာပါဘုံရွေလက်ချက်နဲ့နှစ်ချိန်သူရဲ့ကိုပါလက်ချက်နဲ့သုံးချိန်တိခဲ့ရပြီးဒါသမားရဲ့လက်ထဲမှာတော့ရှစ်ချိန်တောင်မှတေးဆုံးခဲ့ရတာပါတခြားသူတွေကတော့အနည်းဆုံးတစ်ချိန်ပြန်ပြီးတော့တတ်နိုင်ခဲ့ပြီမယ်လေခွင်ရင်ကတော့အတန်မှဆုံးဖြစ်ပြီးတော့မှသူမဟာရုတ်တရက်ပေါ်လာခဲ့ပြီးတော့ချက်ချင်းပဲခေါင်းကိုဖျက်ပြစ်တတ်ပါတယ် လူတန်သမားဤစီကလွန်မြောက်တဲ့အခါမှာတော့ Brian ဘာလုပ်ခဲ့လဲဆိုတာဘာလုပ်ဝဲချက်မှစုံလမ်းမနေတော့ပဲတရုတ်ပြည်ရဲ့အပြည့်ဆုံးအရက်နှစ်ပလင်းတောက်ပြီးတော့နေပြလိုက်ပါတယ်သူကနေ့လယ်12:40ခွန်ထက်ဘယ်တော့မှကျော်လွန်ပြီးတော့အသက်မရှင်နိုင်ပါဘူးဒါကြောင့်မဲ့နောက်ဆုံးတော့လက်လျှော့ခဲ့ရပါတယ်အဲ့ဒီအဆုံးမရှိတဲ့ဂွင်းဆက်တွေကိုထိခဲ့တာကသူ့ရဲ့ဇနီးဟောင်းဂျမ်မာဖြစ်ပြီးတော့မှ Brian ဟာခံမှန်းခဲ့ပြီးဂျမ်မာဟာထိတန်းယူပဗေဒပညာရှင်ဖြစ်ပြီးမနေ့က Ryan တမကိုတောပြီးတော့တွေ့ရချင်းဂျမ်မာကစိတ်လို့ရှာနေပြီးတော့သူ့ကိုအကူအညီတစ်ခုတောင်းပါတယ် Brian တတိမထားမိတော့မှပဲသူ့ရဲ့သမင်းတစ်ချောင်းခိုးပြီးတော့ညှက်ခဲ့တာပါ ကျမကရိုင်းကိုရှင်အရင်ကလိုမျိုးပြန်ပြီးတော့ဖြစ်လာဖို့တဲ့ဆန္ဒရှိတယ်။ရိုင်းဟာအရင်ကအထူးတပ်ဖွဲ့ဝင်ဖြစ်ခဲ့ပေမဲ့စစ်တပ်ကထွက်ပြီးတဲ့နောက်မှာတော့ဘဝကရွယ်ချက်တွေမဲသွားပြီးတော့နေမုန်းသွားတာကြောင့်ပဲကျမကကြွားရှင်းခဲ့တာပါ။ဒါပေမဲ့အခုသူမကအကန့်အသတ်မရှိတဲ့ဒုတိယခွင့်ရပေးလိုက်ပါတယ်။ရိုင်းဖုံးကုန်ပြီမဲ့ကျမရဲ့တရေဗန်တော့ကခံပြီးတော့ကျမကတည်သွားပြီးမင်းလည်းနောက်တဲ့ပဲလို့ပြောပါတယ်။ဒါဆိုဗန်တော့ကနောက်ွယ်ကလူဆိုတာရှင်းနေပါပြီ။145ကြိမ်မြောက်ပြန်ပြီးရွှေရှင်လာခဲ့တဲ့ဒီ rain မှာဘန်နိုကိုတိုက်ခိုက်ဖို့ဆရာထက်တန်မှုမရှိပါဘူး အဲ့ဒီမှာရိုင်းကမြေရောက်ဈေးတစ်ခုမှပုံနေတော့သူ့တောင်ဂျိုးကိုကန်ကောင်းစွာနဲ့တွေ့လဲရပါတယ်။ဘာကင်ကောင်မဟုတ်ခဲ့တဲ့အတွက်အပြစ်ရှိသလိုခံစားရပြီးဂျိုးနဲ့စကားပြောဖို့သူဆုံးဖြတ်ခဲ့ပါတယ်။သူ့ဂျိုးကိုမြေရောက်ဈေးကနေခေါ်ထုတ်လာတဲ့အခါနေ့တည်း၁၂နာရီနဲ့50ဖြစ်နေပြီ။ရုပ်ရည်တရီထောင်းမိခဲ့ပြီးတော့တဟာသူအသက်ရှင်နေဘုသူများအကြဆုံးပဲဖြစ်ပြီးဘာလို့လူတန်သမားတွေမပေါ်လာတာလဲ။မြေရောက်မှာဖုန်းလိုင်းလည်းမရှိ။တဟာကြီးအကန်ကိရိယာသူ့ရဲ့ကိုယ်ထဲထားလို့ဖြစ်မဲဆိုတာရိုင်းနားလည်းတွားခဲ့ပါတယ်။ လိုချင်သူတွေရောက်လာတော့ Ryan ဟာမပြေးပဲနဲ့ဂျိုးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးလိုချင်သူတွေအားလုံးပြစ်ခတ်လိုက်တဲ့အခါမှာ Ryan တည်ဆုံသွားပြီးမြေဒီချင်းတည်ဆုံမှုဟာနာကျင်မှုအစားတားပြစ်သူရဲ့မျက်လုံးထဲမှာထဲလန်မှုနဲ့ခြေချင်းမြင်တာကိုမြင်လိုက်ရပြီးတော့ပထမဆုံးအကြိမ်ဖြစ် Ryan တကယ်ပျော်ရွှင်ခဲ့ပါတယ်146ကြိမ်မြောက်မှာ Ryan ကလိုချင်သူကိုဆုပ်ကင်ပြီးတော့ချီဟာခန်းနဲ့နေမိပေမဲ့လည်းသူကမပြောဘဲနဲ့တည်ဆုံသွားပါတယ်အဲ့ဒါနဲ့ Ryan ဟာတကယ်ချင်းဖြစ်သူထောက်လန်ရေးကျွင့်နေတဲ့ဒီကိုသွားပြီးတော့သွားထဲမှာဖြစ်နိုင်ဆုံးလို့ပြောပါတယ် ထရိုင်ဟာချင်းတွင်းရဲ့အချိန်မှာသူ့ရဲ့သွားကိုပြုပြင်ပေးခဲ့တဲ့သွားဆောင်ဝင်မိန်းကလေးကိုတရိပ်ရပြီးရေယူကန်နဲ့ဝင်ပြီးတော့သွားလေးကိုအရက်ပြင်းတောင်းရင်နဲ့တချောင်းချင်းဆွဲနှုတ်ကနောက်ဆုံးတော့ချီယာကန်ကိရိယာပါတဲ့သွားကိုတွေ့ခဲ့ပါတယ်။အဲဒီကစားပြီးတော့ရိုင်းဟာလိုချင်သူတွေရဲ့လှုပ်ရှားမှုတွေကိုခံမှန်းနိုင်ခဲ့ပြီးအဲ့ဒီသွားကိုတားကောင်အဖြစ်သုံးပြီးတော့သူတို့ကိုထောင်ချောက်စင်ကအလွယ်တကူအနိုင်ယူလိုက်ပါတယ်။နောက်တဲ့ပြင်မှန်ကတော့ဘန်နိုရှိယာ ဒီလိုလည်းပဲဖြစ်ပြီးတော့ကားနဲ့တိုက်ပွဲတွေကြိုးစားပေးမယ်လေပထမအကြိမ်နေရန်ကိုတိုက်မိပြီးတော့သိပါတယ်ဒုတိယအကြိမ်ကားထဲမှာဘုံထောင်ပြီးလုံယုံကြီးတွေကိုရှင်းပေးမယ်လုံယုံကြီးခေါင်းဆောင်ပေါ်လာပါတယ်တတိယအကြိမ်မှာကိုဘလိုချင်သူကိုတက်ပြီးတော့အယောင်ဆောင်က ID ကတ်နဲ့ဝင်ပေးမယ်လေဒက်လီကားတွေကအဆောင်ကခွင့်ပြုချက်မရှိတာကြောင့်သူ့ကိုတက်ပါတယ်သရနာချင်းရိုင်းကအဆောင်ကိုအရင်ပြစ်တက်ပေးမယ်ဒက်လီကားဖွင့်တဲ့အခါမှာအဆောင်နဲ့အများကြီးတွေ့တာကြောင့်ပဲကိုကောင်းကိုပြန်ပြီးတော့ပြစ်တက်ပါတယ်မာရီမြောင်မာတော့ဒက်လီကားကကင်မရာကိုတတိထားမိပြီးချောက်ချင်မြောင်မာတော့အဆောင်လိုဟန်ဆောင်ကကင်မရာကိုရှောင်ဝင်းခဲ့ပါတယ် ။လမ်းမကြီးမှာဓာသမခွင့်ရင်စောင့်ရောက်ကိုတွေ့ရပြီးတော့ Ryan တနက်နဲ့ပြေးပြေးမယ်လေ။ဒုမဟာလျှက်စည်းသလိုလှူရှာပြီးတော့ကြီးစန်းတီကိုရှောင်နေပါတယ်။ Ryan ရဲ့တနက်ကိုဖြုတ်ပြီးတော့ခေါင်းကဘာပြစ်ခတ်ပြီးစက်တနက် Ryan Ferry နဲ့အချင်းနဲ့ဆက်ကျော်စ조사ပြီးမယ်မနိုင်ပါဘူး။တနက်နဲ့မရတော့ဓာလိုမန်း Ryan ကတည်သွားခဲ့ပြီးစနေနေ့စတိုင်ကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့တရုတ်သားဆီယာမဒေါင်းကိုရှာပြီးတော့ဓာပညာသင်ပေးဖို့တောင်းပန်ပါတယ်။ Ryan ရဲ့စည်ရဲမှန်ကိုမြင်တဲ့အခါမှာလက်ခံပြီးတော့သူတို့လက်ပလာပြီးတော့တည်သားဓာနဲ့လေ့ကျင့်ပြီးပြီးတိုင်းမှာ Ryan ကကိုကိုကိုတက်ပြီးတော့နေ့ကိုပြန်ပြီးတော့စပါတယ်။ 194ကျင်းမြောက်ပြင်ရှင်တာနေ့အခါမှာတော့ဒေါင်းနဲ့ခနာလေးရှင်နေပြီးနောက်ဆုံးဓာတ်စင်းနဲ့လေ့ကျင့်ရမှာလှုပ်ရှားမှုခုနှစ်ချက်အကြာမှာရိုင်းဟာဒေါင်းကိုနိုင်ခဲ့ပါတယ်။ဒီလိုလက်ကိုပြင်ရောက်တဲ့အခါမှာတော့ရိုင်းဟာဂွန်ရင်နဲ့ထပ်ပြီးတော့ရင်ဆိုင်ပြီးရိုင်းဟာတနက်ကိုချပြီးတော့နေရင်ကဓာတ်ကိုရှူပါတယ်။ ခွင်ရင်ကတိုက်ခိုက်ပြီးမဲ့ရိုင်းကတည်ငြိမ်နေပြီးလှုပ်ရှားမှုနှစ်ချက်အတွင်းမှာပဲစပင်းတစ်ချောင်းကိုလှိချခဲ့ပါတယ်။ရိုင်းဟာညာဘက်လက်တစ်ဖက်ထဲနဲ့ဓာတ်ကိုကန်ပြီးတော့တိုက်ခိုက်ရမှာအသာစီးရပြီးတော့အနိုင်ယူခဲ့ပါတယ်။အဲ့နောက်မှာတော့ဘန်တော့ပေါ်လာခဲ့ပြီးတော့အလွယ်တကူထင်းကျုံလိုက်တော့ဘန်တော့ကရိုင်းတလောက်စွမ်းအားကြီးလာတာဂျမ်းမာတေဆုံးချိန်မှာအဆုံးမရှိတဲ့ပြန်လည်စတင်ခြင်းဆက်ကိုဖွင့်ပေးခဲ့တာကြောင့်ပဲဘန်တော့ကအဲ့ဒီဆက်ကိုကဘာကြီးအုပ်စိုးဖို့တဲ့တုံ့ပြန်ခဲ့တာပါဘန်တော့ကမကောင်းစွာပြောရင်းနဲ့မင်းသားကျိုးကိုတတ်ဖို့လဲငါလိုလိုလိုက်ပြီးမင်းနောက်ကျနေပြီလို့ပြောလိုက်ပါတယ် ိုင်းရထိလန့်သွားပြီးတော့ဗန်နော့ကိုချက်ချင်းပဲအဆုံးသတ်လိုက်ပြီးဂျိုးစီကိုပြေးလောသွားခဲ့ပြီးမဲ့နောက်ကျနေပါတယ်ဂျိုးရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုသာတွေ့ရပြီးတော့အဖေတယောက်အနေနဲ့အဲ့လိုရှုံနေကြတာကိုလုံးဝပြိုလဲသွားခဲ့ပါတယ်အဲ့နောက်မှာတော့ဆက်ကအပူလုံငယ်ပြီးတော့ပေါက်ခဲပြီးတော့တမျိုးလုံးပြက်စီးခဲ့တယ်လို့ right နောက်တစ်ချိန်ပြန်ရှင်လာပြီးမဲ့ဘဝမှာအမအနေနဲ့အဲ့လိုဖြစ်ဆိုတွေဖြစ်တာလို့ယူဆပြီးတော့မျှော်လင့်ချက်ကင်းမဲ့ခဲ့ပါတယ်။သူဟာတိုက်ခဲ့ဖို့ရည်ပြီးတော့လုံချန်သူကိုသူ့ကိုတပ်ခွင့်ပေးခဲ့ပါတယ်။တစ်ချိန်နှစ်ချိန်သုံးချိန် ဒီချိန်တည်ရရှင်နဲ့နောက်ဆုံးဒီချိန်တော့ရုပ်တရက်မတက်ရက်ပြီးအရာအလုံးကိုပြန်ပြင်ခြင်းနဲ့စိတ်ပေါ်လာပြီးဂျိုးစီကိုသွားပြီးတော့အချိန်ပြုံးပါတယ်သူနဲ့စကားပြောခင်းကစားမုံဝဲကျင်းနဲ့မြို့ပေါက်ခွဲတိုင်းမှာသူနေရက်ကိုပြန်စားပြီးဂျိုးနဲ့အတူရှင်နေခဲ့ပါတယ်ရိုင်ယာတပြေးပြေးနဲ့တောင်းကိုနားလည်လာပြီးတော့ဖခင်တယောက်ဘယ်လိုဖြစ်ရမလဲဆိုတာကိုသင်ယူလာသလိုဒီနေ့မှဂျိုးကသူ့ရဲ့အမေမနက်ကဖုန်းခေါ်ခဲ့တယ်လို့ပြောလိုက်တော့မှရိုင်ယာဂျမအသက်ရှင်နေသေးတယ်ဆိုတာရုပ်တရက်သိခဲ့ပါတယ်ဘိုင်းကလုံညုံရေးဗီဒီယိုလေးကိုကြည့်တော့ဂျမဟာမနက်9:00ဇလီမှာအသက်ခံရပြီး တူအမနဲ့ခုနိုင်မှာပြန်ရှင်လာကြောင်းကေတီမို့တွေ16မိနစ်တိတိအချိန်ရပါတယ်။နောက်တစ်ချိန်ပြန်ရှင်လာတော့အတွေ့ရဲ့အချိန်ကိုရှင်းပြပြီးတော့မှရဲရင်ကိုတကွင်းကန်းစီကိုမောင်းခိုင်းပါတယ်။9နာရီ10မိနစ်မှာရောက်ပြီးတော့9နာရီ10မိနစ်မှာတနက်နေ့10စက္ကန့်တွင်လုံခြံသူအားလုံးကိုရှင်းပြပါတယ်။9နာရီ10မိနစ်တိုင်းမှာဘန်တော့ကဂျမကိုတက်ကာနေရိုင်းကအရင်ဆုံးတက်ပြလိုက်ပါတယ်။ရိုင်းအောင်မြင်ခဲ့ပါတယ်။ကေတင်ပြီးတော့ဘန်တော့ကိုနိုင်ခဲ့တယ်လို့ဂျမဟာသူ့ကိုဖက်ပြီးတော့ရှင်းလုံးနိုင်မယ်ဆိုတာသိတယ်လို့ပြောပါတယ်။ ။ဒါပေမဲ့ဆက်ကပေါက်ခဲဥမာမို့ရေတံမှုတဲ့တရားရုံးကဆက်ရဲ့ဥတိုင်းလေးကိုဝင်ရမှာပါ။ဝင်သွားတဲ့သူဟာထာဝရပြောက်ခဲသွားနေမှာလေ။ဖရိုင်းကဂျမအကိုကြည့်ပြီးတော့ဂျိုးကိုတရိယာမိပါတယ်။သူဟာအရင်ကလိုကျိုးပဲ့နေရလို့မဟုတ်တော့ဘဲခင်မုန်းနဲ့ဖခင်တယောက်ဖြစ်နေပါပြီ။မိသားစုကိုကာဝေးဖို့အရာအလုံးဆွတ်လွတ်ရဲသူဖြစ်နေပါပြီ။ရန်ရမဆိုင်မတော့ဆက်တဲကိုဝင်လိုက်ပြီးမျက်စိချင်းလောက်တဲ့အလင်းထဲမှာမြုံချခံလိုက်ရတာနဲ့ဇလန်လေးဟာပြီးဆုံးလို့သွားပါတယ်